မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒုက္ခဝိုင်းနေတဲ့စစ်ကောင်ဆောင်မရောက်နိုင်ကိုစစ်တပ်ကလူစားထုမလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်စစ်ကောင်ဆောင်မရောက်နိုင်က2021ခုနှစ်ဆေးအာဏာသိမ်းမှုစတင်သူများကိုထောင်ချတဲ့တပြက်တဲ့ရက်ဆက်ကြံကြုတ်တဲ့အာဏာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသတွေကိုပုံကျဲဖို့လက်မညှို့နဲ့အာဏာယူဖြစ်ပါတယ်မဂနီဂျူ9.9ရှိဖြတ်အားပြင်းနဲ့မလ28ရက်နေ့ငလင်တန်ခံနေရတဲ့တော်လိုင်းအင်အားစုထိန်းချုပ်မြို့ရွာတွေ ကိုတောင်မှချမ်းသာမပေးနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုပြင်းထန်တပေးပြီးဖိနှိပ်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက်သူမှရာဇဝတ်မှုတာဝန်ရှိရလို့ယုံကြည်ရတဲ့အကျိုးအကြောင်းခိုင်လုံတဲ့အကြောင်းရင်းရှိတာကြောင့်နယ်သာလန်နိုင်ငံဒီဟိတ်မှာအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကဖန်ဝရန်ထုတ်ဖို့တောင်းဆိုထားပါတယ်လွန်ခဲ့တဲ့လနှစ်ကအာနာသိမ့်ပြီးနောက်စစ်ကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံကိုအုပ်ချုပ်နေတဲ့မြေအောင်လိုင်းကနိုင်ငံတကာမှာယခုတက်ပုံမှုဆိုးရွားတဲ့ကုန်တရင်မရှိနိုင်တော့တလို့ပြည်ရင်းပြည်ပါမှာမြန်မာပြည်သူတွေကလည်းဆက်စုံမုန်းတီးကြပါတယ်စစ်တပ်တွေမှာသူနဲ့ခစ်ပြိုင်တွေကမြေအောင်လိုင်းကအားနေပြီးဆုံးဖြတ်ချက်မပြတ်သားလို့မြင်ကြတဲ့စစ်ကောင်ဆောင်နေတဲ့နီးစပ်တဲ့တရင်အရင်မြစ်တွေရဲ့အဆိုအရသူကလူမျိုးစုနဲ့နိုင်ငံရေးခုခံတော်လှန်မှုကိုမချေမုန်းနိုင်တာကြောင့်တပ်တွေမကျေနပ်မှုရှိနေကြောင်းသိရပါတယ်ဒါကြောင့်ပုံမှုလက်ဆပြင်သူတအုပ်လိုအပ်နေပါတယ်စစ်တပ်က၎င်းတို့အချင်းချင်းကြအကွဲအပြဲကိုမဖော်ပြလိုတာကြောင့်သူ့ကိုမဖြုံချနိုင် ိုင်ပါဘူး။ဒါပေမဲ့သူ့ကိုဘေးဖယ်ထုတ်ထားနိုင်ပါတယ်။စကောက်စီကအခုနှစ်ကုန်ဒါမှမဟုတ်လာမယ့်နှစ်ဆန်ပိုင်းမှာပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲအတွင်းမှာသူ့ကိုအရက်သားတမရရှာလူတိုးပေးပြီးစစ်တပ်မှနှုတ်ထွက်ဖို့ပြောဆိုနိုင်ပါတယ်။ဒီရွေးကောက်ပွဲတွင်ကမြေမြအပြည့်အနာစာမကင်းသည့်ဖြစ်စဉ်စစ်တပ်ကလူချင်းနေတဲ့တရားဝင်မှုကိုဒေတာတွင်မှအနည်းဆုံးရှာနိုင်မှာဖြစ်ပါတယ်။ 1998ခုနှစ်နိုင်ငံတော်အေးချမ်းတာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖဖြစ်လာတဲ့ရခင်စင်အုပ်စုနိုင်ငံတော်ညီဝတ်ပြပြမှုတည်ဆောင်ရေးဖွဲ့နဝတ္တခေါင်းဆောင်ဦးတန်းရွှေငိမ့်စားယူပြီးပုံမိုးဖွဲ့စည်းပုံအခြေခံဥပဒေစံနဲ့ အစိုးရပုံစံကိုခွင့်ပြုရန်ဆုံးဖြတ်တဲ့အခါမင်းအောင်လှိုင်နာမည်ထွက်လာပါတယ်1992ခုနှစ်မှာအာဏာရတဲ့ပူဇော်မှုကြီးတန်းရွှေနဲ့သူရခင်စစ်ကောင်းဆောင်ပူဇော်မှုကြီးစောမောင်အောင်မှာမြန်မာဟာဆိုးရွားတဲ့လူခွင့်ရေးမှတ်တမ်းကြောင့်နိုင်ငံတကာအတိုင်ဝန်မှာအထူးကြံဖြစ်လာတယ်1988ခုနှစ်မှာနာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာဏာကိုသိမ်းပိုက်တဲ့အခါထောင်ပေါင်းများစွာသောဆန္ဒပြသူတွေကိုပစ်တတ်တယ်အမည်သည့်ပြောင်းလဲလိုက်တော့လဲစေအောင်စုကအလားတူဆက်လက်ဖိနှိပ်နေပြီးတရုတ်ကအနီးဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်ကအနောက်တိုင်းကအရေးယူပိတ်ဆို့မှု သပင်းပေါက်လာကြတယ်။ဒါပေမဲ့တရုတ်ပေါ်မိခုံမှုကအလွန်ကြီးမားလာပြီးဒီကိစ္စအတွက်တစုံတရာလောက်ရမှာကိုစစ်ကောင်စောင်းတန်းရွှေသဘောပေါက်တယ်။စစ်တပ်ရဲ့ကြီးကြပ်မှုဖြင့်ရေးဆွဲတဲ့ဖွဲ့စည်းပုံခြေကဥပဒေတစ်ကိုလူမှုဆန္ဒခံယူပွဲလုပ်ပြီး2008ခုနှစ်မှာအတည်ပြုတဲ့အခုလူမှုဆန္ဒခံယူပွဲကအထူးရောက်ဖြစ်တယ်လို့ပြင်ပကဘာကပင်ချတယ်။အထွေထွေရွေးကောက်ပွဲကို2010ပြည်နှစ်နိုဝင်ဘာမှာကျင်းပပြီးစစ်တပ်ကအဲ့ဒီရွေးကောက်ပွဲမှာ၎င်းရဲ့ပါတီဖြစ်တဲ့ပြည်တော်စုကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်နိုင်ရစေဖို့ပြုလုပ်တဲ့

အဲ့ဒီတော့ကအသက်88နှစ်ရှိပြီဖြစ်တဲ့စစ်ကောင်းဆောင်တန်းရွှေကအငိမ့်စားယူဖို့အသင့်ဖြစ်လာတယ်။ဒါပေမဲ့သူကသူ့ရခင်စစ်ကောင်းဆောင်နေဝင်းနဲ့စောမောင်ကဲတို့စော်ကားမှုတွေကိုရောရှင်မဆိုင်လို့ဘူး။ဦးနေဝင်းက1962ခုနှစ်မှ1988ခုနှစ်အထိအုပ်ချုပ်ပြီး2002ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံပါတယ်။သူတည်ဆုံကြောင်းကိုစစ်တပ်ကမကြေညာဘဲသူ့နိုင်ရေးကိုအရာရှိလက်တဆုပ်စာသာပို့ဆောင်နေ။အဲ့ဒီနောက်1988ခုနှစ်မှ1992ခုနှစ်အထိနာဝတကောင်းဆောင်ဖြစ်ခဲ့သူစောမောင်လည်းရောက်ပြီး ်စိတ်ကျမ်းမာရင်မကောင်းပဲစိတ်မတည်မငြိမ်ဖြစ်လာတာကြောင့်ယာဒူမနှုတ်ထွက်ခိုင်းခဲ့ရင်1998ခုနှစ်ဇူလိုင်လမှာမထင်မရှားဘဝနဲ့အသက်68နှစ်မှာနှလုံးရောဂါကြောင့်လို့ဆိုပြီးတည်ဆုံနေ သူရဲ့အစဉ်လာကိုထိမ့်သိမ့်ဖို့နဲ့သူရဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးသန်းရွှေကသူ့ကိုဆက်ခံမဲ့သူ့ကိုတဝူးတဲ့မခံမဲ့သုံးခန်းနဲ့နာဖာအတွင်ရင်မှုဦးသိန်းစိန်ကစီယာဒူမနှုတ်ထွက်ပြီး2021ခုနှစ်မလ30ရက်နေ့မှာနိုင်ငံရဲ့တမရသစ်ဖြစ်လာတဲ့အဲ့ဒီနေ့မှာပဲမင်းအောင်လိုင်ကိုသူ့ထက်ဝါရင်သူအများပြားကိုကြော်ပြီးမြန်မာလက်နက်ကင်တပ်တွင်ရဲ့စေဦးစီးချုပ်ခန်းနဲ့အတည်ရွေးချယ်တဲ့လွတ်တော်နှစ်ခုရဲ့ဥက္ကဋ္ဌရာထုကိုသူရဦးရွှေမန်ကိုပေးတဲ့ဦးသန်းရွှေရဲ့လူယုံတော်ဦးဖြစ်တဲ့သူရဦးရွှေမန်ကစေဦးစုခေါင်းဆောင်နဲ့ 2011ခုနှစ်မလမှာအနာယူတဲ့ဒုတိယခေါင်းဆောင်မောင်အေးပြီးနာအဖမှာတတိယဩစာအကြီးမားဆုံးဖြစ်တဲ့2013ခုနှစ်မေလမှာသူရရွှေမန်းကိုဦးသိန်းစိန်ရဲ့ USDP ဥက္ကဋ္ဌရာထူးမှာအစားထိုးပြီး2015ခုနှစ်နိုဝင်ဘာလမှာစီစဉ်ထားတဲ့နောက်ရွှေကောက်ပွဲအပြီးမှာတမရဖြစ်လာဖို့စီစဉ်ခဲ့တယ်။အဲဒီနောက်အမှန်တကယ်အန်ဩစရာဖြစ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးပြီးဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီများကိုအစိုးရမဟုတ်တဲ့ဖွဲ့စည်းများ ားတပ်ဖွဲ့လွတ်လပ်စွာလှုပ်ရှားခွင့်ပေးရင်1962ခုနှစ်မှာပထမဆုံးစစ်အာဏာသိမ်းပြီးနောက်ပိုင်းတရင်လွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမြင့်ပြည့်စင်ရင်သွင်းထားတဲ့နိုင်ငံသားတရင်ထောက်လေကိုတော့နိုင်ငံတွင်းဝင်ခွင့်ပြုတယ်။ဒီလိုလှုပ်ခြင်းကအလုပ်ဖြစ်ပြီးညရင်းချင်းနှိပါမှမြန်မာဟာနိုင်ငံတကာအပေခံဘဝမှာအနောက်တိုင်းရဲ့သဘောကျဖြစ်လာတယ်။ အနောက်တိုင်းခေါင်းဆောင်တွေကထူးခြားတဲ့အပြောင်းလဲတွေကို၎င်းတို့ကိုယ်တိုင်ကြည့်ဖို့မြန်မာကလာကြပြီးတရုတ်ကအရှုံးသမားဖြစ်သွားပုံရတယ်။ကနအုံးမှာအရာရာကစီစဉ်ထားတဲ့အတိုင်းဖြစ်ပုံရတယ်။ဒါပေမဲ့အဲ့ဒီတုန်းကပြည်ပလိလာသူရေးသားထားတဲ့အတိုင်းဦးသိန်းစိန်ကလွတ်လပ်စွာလုတ်ကင်နေတဲ့မြန်မာကော်ဘတ်ချက်မဟုတ်သူဟာဦးတန်းရွှေနဲ့အနီးကပ်ဆုံးလူများ၂008ခုနှစ်ဆန္ဒခံယူပွဲနဲ့၂010ရွေးကောက်ပွဲမတိုင်ခင်ကပဲတေချာရေးဆွဲခဲ့တဲ့မဟာစီမံကိန်းအတိုင်းလုတ်ကင်နေတာဖြစ်ပါတယ်။ဦးသိန်းစိန်က2020ပြည်နှစ်ဇန်နဝါရီလမှာစတက်ရမူဝါဒတွေကိုထောက်ခံပြီး ်မြန်မာနိုင်ငံကပိုင်တဲ့အမျိုးဘာသာချင်းချမှုခန့်နေရာအကြောင်းပြောကာနိုဝင်ဘာမှာကျင်းပမယ့်ရွှေကောက်ပွဲမှာနိုင်ငံတို့ကာကွယ်မဲ့ကိုယ်စားလက်ကလောင်းတွေကိုမဲပေးဖို့ပြောတဲ့အခါသူရဲ့စစ်မှန်တဲ့အတွင်းတရုတ်ကိုလည်းပြတယ်စစ်အာဏာသိမ်းပြီးနောက်မှာစစ်တပ်ဒလန်ဖြစ်တယ်လို့ဆိုပြီးတနင်္လာကျောက်တပ်ဖြတ်ခံရသူများတရားရသူတွေရဲ့မိသားစုဝင်တွေအတွက်ဥသိမ်းစင်ကငွေလုံးနဲ့ပြောเสียရမလို့တဲ့ကိစ္စမှာသူကစစ်အာဏာသိမ်းမှုကိုငြင်းချမ်းစွာစန့်ကျင်ဆန္ဒပြတာကြောင့်စစ်တပ်နဲ့ရဲကပြစ်တက်ခံရသူတွေရဲ့မိသားစုတွေအတွက်မြည်တီလူရန်ထောက်ပံ့မှုမှမလုပ်ခြင်းဖြစ်တဲ့ ပုံမပွင့်လင်းတဲ့ကာလ2017မှာ2021အတွင်းဖြစ်ပျက်ခဲ့တာတွေကအဲ့ဒီတုန်းကပြည်ပလိလာသူတွေယူဆသလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးဏ္ဍမဟုတ်ဒါပေမဲ့မြန်မာလူ့ဖွဲ့စည်းကိုအပြောင်းလဲဖြစ်စေပြီးစစ်တပ်ကနားမလည်တဲ့စုစည်းအားနဲ့ကျေပြန့်မှုရှိခဲ့တဲ့ပြည်သူတွေက၎င်းတို့ရခိုင်ကမခံစားဘူးတဲ့လွတ်လပ်မှုမှာကျင့်သားရလာတဲ့ပြည်သူတွေကအခွင့်အရေးရတဲ့အခါပထမဆုံးအကြိမ်ဖြစ်2015ခုနှစ်နိုဝင်ဘာလနဲ့ဒုတိယအကြိမ်ဖြစ်2020ခုနှစ်နိုဝင်ဘာလတို့မှာ NLD ကိုအကြီးအကျယ်မဲပေးကြတယ်။ ဦးတန်းရွှေကသူ့ကိုစက္ကန့်ပို့ရွေးချယ်ခဲ့တဲ့ပို့ချုပ်သုံးဦးနဲ့တအုပ်ဖြစ်သူဦးရွှေမန်းကဒီအလင်းနဲ့မျောပါပြီးတောင်ဆန်းစုကြည်ဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုခေါင်းဆောင်များနဲ့စတင်ပူးပေါင်းဆောင်ရွက်တဲ့ဒါပေမဲ့ဒီကိစ္စကပိတ်ပင်ထားတဲ့ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလမှာဦးတန်းရွှေမန်းကို USDP မှာအခြားဝိုင်းအဖွဲ့ဝင်16ဦးနဲ့တူးထုတ်ပေးလိုက်တဲ့2015ခုနှစ်ရွှေကောက်ပွဲကတောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် NLD ဦးဆောင်တဲ့အစိုးရပေါ်ပေါက်စေခဲ့တဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာတို့ကတောင် ောက်ဆန်းစုကြည်တမ္မတမဖြစ်နိုင်တာကြောင့်တီထွင်ထားတဲ့ရှာလူဖြစ်တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကအနီးကပ်ဆွေမျိုးများနိုင်ငံသားတွေဖြစ်တဲ့သူကိုနိုင်ငံအကြီးအကဲရာထူးရယူခွင့်ပိတ်ပင်ထားပြီးသူ့ရဲ့သားနှုန်းကမြန်မာနိုင်ငံသားများမဟုတ်စစ်တပ်ကအဲ့ဒီအခြေအနေကိုလက်ခံထားပြီးမြ2020ပြည်နှစ်မှာ NND ဒုတိယအကြိမ်တောင်ပြိုကမ်းပြိုနိုင်တဲ့အခါပို့ချုပ်တွေကတော်တင့်ပြီလို့ဆုံးဖြတ်တယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာရွှေကောက်ကန်လွတ်တော်ခေါ်ယူကာနီမှာမင်းအောင်လှိုင်ရဲ့တပ်တွေနဲ့တန်ချက်ကရှင်များနေပြည်တော်နဲ့နိုင်ငံရေးစီးပွားရေးမြို့တော်ရှန်ကုန်ကိုဝင်လာတယ်။တောင်အောင်ဆန်းစုကြည်ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များ များနဲ့ NLD အဖွဲ့ဝင်ရှားပေါင်းများစွာဖမ်းဆီးခံရပါတယ်။ ဆီယာနာရှင်စနစ်ရဲ့ထုံးစံဖြစ်တဲ့အတိတ်နည်းရများပြန်လာတာကိုပြည်သူများမမြင်တွေ့လို့ကြောင့်မကြမီထင်ရှားတယ်။ကနအူးမှာပြည်သူတွေကဆီယာနာသိမ်းမှုကိုစက်ကျင်ကက်ကွက်တော်လဲပြစ်သက်ခံရတယ်။အဲဒီနောက်အဓိကအားဖြင့်လူငယ်တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကလက်နက်ကင်ဒေါ်လာရင်းကိုရွေးချယ်ကြပြီးမြန်မာနေဆက်မှာလှုပ်ရှားနေတဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းလိုကြသလိုတချို့ကလည်းလွတ်လပ်စွာလှုပ်ရှားကြတယ်။1948ခုနှစ်မှာပြည်ထိန်ထံမှလွတ်လပ်ရပြီးရဲ့နောက်မြန်မာဟာပြည်ရင်းပဋိပက္ခတွေကြောင့်အစိမ့်စိမ့်မမွာကွဲနေတော်လဲ2021 စစ်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲရဲ့အတိုင်းအတာကလက်တော်သမိုင်းမှာမကြုံစက်ဘူးဖြစ်လာတယ်။မင်းရောင်လိုင်ကိုဦးတန်းရွှေကစေဦးစည်းချုပ်ဖြစ်ရွေးချယ်ခဲ့တာမှာမင်းရောင်လိုင်ကဩစာသိမ်းမရှိပဲအာဏာရှင်ဟောင်းဖြစ်တဲ့သူ့ကိုမချင်းချောင်းနိုင်တာကြောင့်ဖြစ်တယ်။အခုကမိမိတို့ကအဲ့ဒီအကျိုးဆက်တွေကိုမြင်တွေ့နေရခြင်းဖြစ်တယ်။မင်းရောင်လိုင်ကို1956ခုနှစ်ဇူလိုင်လ သုံးရက်နေ့ကမကွေးတိုင်းမင်းဘူးမှမွေးဖွားတယ်။ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာလေ့လာနေစဉ်တတိယကျင်းမြောက်စူးစမ်းပြီးရင်နောက်1984ခုနှစ်မှာပြည်ဦးလွင်စစ်တက္ကသိုလ်တက်ခွင့်ရရင်သူကထူးခြားတဲ့ဘူလာမဟုတ်ပဲအပတ်စဉ်တူတူတွေကသူ့ကိုရှောင်ရှားကြပြီး1989ခုနှစ်မှာတင်နန်းစင်းနေ စစ်အာဏာသိမ်းပြီးနောက် BBC ကဖော်ပြတဲ့အထုပ်ပတိယာသူဟာတာမန်ချီလင်စစ်ရာရှိဖြစ်တော်လဲအစစ်စစ်တက်နိုင်ခဲ့ပြီး2009ခုနှစ်မှာအထူးစစ်စင်ရေးအဖွဲ့နှင့်ရဲ့အဖွဲ့မှုဖြစ်လာတယ်။ဒါကြောင့်သူဟာရှမ်းပြည်အရှေ့မြောက်ပိုင်းကိုကန့်မှာစစ်စင်ရေးတွေကိုကြီးကြပ်ပြီးလူတောင်းပေါင်းများစွာကိုတရုတ်ပြည်ကိုနေဆက်ဖြတ်ကျော်ထွက်ပြေးအောင်လုပ်တယ်။ BBC ရဲ့အဆိုအရလူသတ်မှုအဓမ္မပြုကျင့်မှုနဲ့မိရှုံးမှုတွေအတွက်သူရဲ့တပ်တွေကိုဆွဆွဲချက်တွေရှိတော်လဲမင်းအောင်လိုင်ကရှာဒူးဆက်လက်မြင့်တက်လာပြီး2010ပြည်နှစ်မှာစေဦးစီးချုပ်ဖြစ်လာတဲ့ DA င်းတွေနဲ့စစ်ကောင်းဆောင်တန်းရွှေကိုတစ္ဆာခံမှုကြောင့်ပဲထိတ်ဆုံးရောက်လာတယ်လို့တချို့ကပြောပါရယ်။ ဖေဖော်ဝါရီလ၂ရက်နေ့မှာအသက်62နှစ်ရှိလာတဲ့ဦးတန်းရွှင်ကမင်းအောင်လိုင်းကိုကြာကြာကာကွယ်ပြီးနိုင်တော့မှာမဟုတ်ပေဦးသိန်းစိန်နဲ့ဦးရှိမန်းတို့ဩဇာကြဆင်းသွားတာကြောင့်အာနာရှင်ဟောင်းရဲ့အစဉ်အလာမကြမီကုံဆုံးတော့မှာဖြစ်ပါတယ်။တခြားတစ်ဖက်မှာမင်းအောင်လိုင်းကထင်ရှားတဲ့အားနည်းချက်တွေရှိသည့်အတိုင်းဒေသတွေမှာထင်ရှားလာပြီးဒီလိုဖြစ်ခြင်းမှာမက်လာငလင်အပီသူရဲ့အခန်းကဏ္ဍကြောင့်ဖြစ်ပါတယ်။အဓိကအားဖြင့်ပြည်ပမှလာတဲ့ကေဆိန်လုံသားများအပြည့်ဝကုညီကေဆိန်အားထုတ်နေစဉ်စစ်ကောင်းဆောင်မင်းအောင်လိုင်းက တောင်နဲ့အရှိတောင်အာရှခုနှစ်နိုင်ငံစုနှစ်ပွဲဖြစ်တဲ့ဘင်္ဂလားပင်လယ်အော်စီဝိုင်းနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစဉ်ဘင်စတက်ထိပ်သီးအစည်းအဝေးပွဲတက်ဖို့ထိုင်းနိုင်ငံဘန်ကောက်ကိုသွားတယ်။ဒီခီးစဉ်က2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ပထမဆုံးဘန်ကောက်ခီးစဉ်ဖြစ်ပြီးထုံးစံအတိုင်းရက်သားဝတ်ဆောင်ဝင်ပြီးအခြား6နိုင်ငံကောင်ဆောင်တွေနဲ့ဓာတ်ပုံရိုက်ခွင့်ရတယ်။ထိုင်းဝင်ကြီးချုပ်ဖီတောင်နက်ရှင်နာဝတ်အိန္ဒိယဝင်ကြီးချုပ်နရင်ဒရာမိုဒီနီဘောဝင်ကြီးချုပ်ကေပီရှာမာအိုလီဘူတန်ဝင်ကြီးချုပ်ရာရင် တော့ကေတီရီလင်ကာဝင်ကြီးချုပ်ဟာရီနီအမရာစူရီယာနဲ့ဘင်္ဂလားဒေ့ရှ်ဂျာပြတ်အစိုးရအကြံပေးအရာရှိချုပ်မူဟာမက်ရှူနွတ်တို့နဲ့တပ်ပုံရိုက်ခွင့်ရတယ်မြန်မာမှာစစ်အုပ်ချုပ်ရေးကိုဒီလိုလက်ခံခြင်းကငလင်နဲ့ငလင်ကြောင့်ဖြစ်လာတဲ့ဒေသတွင်အစိုးရအများနဲ့ပြည်သူများရဲ့စာနာမှုကြောင့်မဟုတ်ရင်ဖြစ်လာစရာမရှိစစ်ကောင်စီကိုပြောင်းကြကြထောက်ခံတာကြောင့်ဖြစ်လာမဲ့မြန်မာပြည်သူတွေရဲ့စန့်ကျင်မှုကိုကနအူးကစိုးရိမ်နေတဲ့တရုတ်နိုင်ငံကသတိကြီးကြီးထားပြီးစစ်ကောင်ဆောင်မင်းရောက်လိုက်တဲ့နှစ်ပေါင်းများစွာကင်းကင်းနေတယ် ဒါပေမဲ့သူကရုရှားနိုင်ငံမော်စကိုမှာကျင်းပတဲ့ရုရှားရဲ့မေလ၈ရက်အောင်ပွဲနေ့ခမ်းနားအတွင်းမေလ၉ရက်နေ့မှာတီးခြားအစည်းအဝေးမှာတရုတ်သမ္မတရှီကျင်းဖြစ်နေတွေ့ဆုံပြီးစစ်ကောင်စီတရားဝင်တည်င်းစာ Global New Life on Myanmar အဆိုအရငလင်အပီးလူသားချင်းစာနာမှုအကူအညီတွေအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းပြောတယ်လို့သိရပါတယ်။ဒေါ်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ငလင်တန်ခမ်းဒေသတွေကိုမြန်မာလီတပ်ကဆက်လက်ပုံကျဲတိုက်ခိုက်နေခြင်းကအရေးမပေါ်တော့ပုံရတယ်။တရုတ်ဟာမြန်မာစစ်တပ်ရင်အထူးကမိတ်ဆွေပြန်ဖြစ်လာပြီးရုရှားနိုင်ငံတနိုင်ငံတွေကသာပြိုင်ဘက်ဖြစ် ်နေတယ်ဒီလိုလက်ခံခြင်းရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကလာမယ့်ရွှေကောက်ပွဲများဖြစ်ပါတယ်။စစ်ကောင်စီမထိန်ချုပ်နိုင်တော့တဲ့နိုင်ငံဒေသများပြားရှိတာကြောင့်အဲ့ဒီအစီအစဉ်ဟာထင်းရောင်ထင်းမှစိတ်ကူးယဉ်မှုဖြစ်တယ်လို့ဝေဖန်မှုတွေကဝေဖန်သူတွေကပေချာပါတယ်။အနောက်တိုင်းအင်အားကြီးနိုင်ငံများစုကလည်းဒီလိုယူဆမှာဖြစ်ပြီးနေပြည်တော်မှာအာဏာရဖို့ချုပ်များကိုဆက်လက်ရှောင်ရှားမှာဖြစ်ပါတယ်။